မင်္ဂလာပါရှင်ဒီဆယ်လီဘရီတီနျူရဲ့စက်တင်ဘာလ26ရက်နေ့ည7:00နာရီထိနောက်ဆုံးရသတင်းတွေကိုတင်ဆက်ပေးတော့မှာပါ။ငါးဘက်စတိုင်ဂျုံတင်ခွင့်ရကဝင်ဝင်များဆုံးဖြင့်တိမ်မောင်းတောင်းချီဝင်ဝင်ရသွားတဲ့နေတိုးရဲ့ညမင်္ဂလာစကားကြီးနောက်ွယ်ကနေဝဲချက်တဲ့ရင်စိုးညီမအားလုံးနဲ့မှာအိမ်တော်ရေးကံကောင်းဆုံးဖြစ်နေလို့လူပြောများနေတဲ့စနေနေ့လွင်နဲ့စုပြည့်သစဉ်တဲ့ရင်ဆွဲတဲ့ကလူတန်းနဲ့ចောင်းတိုင်ကြီးမှာပြူကြကြရေမစေးကြောက်သုံးတန်ကိုလာရောက်လူတန်းခဲ့တဲ့ဇနီးမောင်နှံတို့ရဲ့တဲ့ရင် လူဝတ်ကြောင့်နဲ့တရားဟောပလင်ပေါ်တက်ရုံနေမကတန်ဃာတော်တွေလိုတရားစခန်းမှာအထောင်လို့လူပြောများနေတဲ့ဒဝေဘိုးသူတော်တရင်ပါဝင်နိုင်ငံသားမှာတောင်းတနေတော့ကဘေးဥချင်းရင်းနဲ့ထမင်းစားကြရတဲ့အကြောင်းကိုခုလိုပြောလာတဲ့ရင်းဝင်လူမျိုးရဲ့တရင်တွေကိုရှုစားရမှာဖြစ်ပါတယ်ရှင် လူဝင်းကြောင့်နဲ့တရားဟောပလင်မော်တက်ရုံနဲ့မကဘဲနဲ့တန်ဃာရီလိုတရားစခန်းမှာထောင်လို့လူပြောများနေတဲ့တဝဲဖို့သူတော်မင်္ဂလာပါရှင်ကျမရဲ့ page လေးကနေပရိသတ်ကြီးကိုပြန်လည်ကစွန့်စွန်လိုက်ရပါတယ်အချိန်မှာမြန်မာနိုင်ငံကမကြသေးခင်ကစားလို့ဇတိုင်းဆိုတလို့ဖြစ်ပေါ်နေတဲ့သာသနာတော်ကိုမထေမဲ့မြင်ပြုတလို့ဖြစ်စေတဲ့စိတ်မချမ်းမြေ့ဝင်အကြောင်းအရာတွေအများကြီးဖြစ်နေရပါအားလုံးသိကြတဲ့အတိုင်းလွန်ခဲ့တဲ့ရက်ပိုင်းတွင်မှာပဲသာသနာတော်နဲ့ပတ်သက်ပြီးတော့လူအများရဲ့ဝေဖန်ခြင်းကိုခံခဲ့ရတဲ့ဖြစ်ရပ်တွေတစ်ခုပြီးတစ်ခုပေါ်ပေါက်ခဲ့ပါတယ် ပထမဦးဆုံးအနေနဲ့တရဏဂုံတင်တေးသွားတွေကို night club ထဲမှာ DJ တီလုံးနဲ့အတူကောက်ခုံဖျော်ပြခဲ့တဲ့ DJ Violin ရဲ့ဖြစ်စဉ်မှာဒီလိုဖြစ်ရတဲ့ဟာဗုဒ္ဓဘာသာဝင်တွေရဲ့နှလုံးသားကိုအလွန်ထိခိုက်စေခဲ့ပြီးသိမကြခင်မှာပဲသက်ဆိုင်ရာကထိမ့်သိမ်းရေးယူခဲ့ရပါတယ်။အဲဒီဖြစ်စဉ်ရဲ့ခရဲမထခင်မှာပဲမော်ပြင်းနဲ့မို့တော်မြို့နယ်မှာသူ့ကိုယ်သူနောက်ပွင့်တော့မယ်ဖျားလာပြတကက်သုံးပုံမေတော်ကြီးလို့ချိန်ညားပြီးတော့မြို့သမီးတို့ဖြစ်ပါလျက်နဲ့တန်ဃာတော်များသာအသုံးပြုထိုက်တဲ့တန်ဃာတော်ပလင်မော်တန်ခီးပြူစားပြီးတော့တရားဟောခဲ့တဲ့အမျိုးသမီးကိုလည်း ာသနာတော်ညှိုးလွှမ်းစေမှုနဲ့အရေးယူခဲ့ရမြန်မာတိုင်းဒီဖြစ်ရပ်တွေမဖြစ်သေးခင်မှာပဲအခုတတိယမြောက်ဖြစ်စဉ်တစ်ခုကတနင်္သာရီတိုင်းဒဝဲမြို့မှာထပ်မံပေါ်ပေါက်လာခဲ့မြန်မာပြည်ဒါကတော့ဥယေချင်းလို့ခေါ်တဲ့လူဝိကြောင်အမျိုးသားတိုးကရိတ်သားဖွင့်တရားစခန်းထောင်ပြီးတော့တန်ဃာတော်တပားလိုပလင်မော်တန်တရားဟောခဲ့တဲ့ဖြစ်ရပါမယ်။ဖြစ်စဉ်သိစိတ်ကတော့ဒဝေမျိုးဝဲကျွန်းထိန်လန်းရက်ကွက်မှာဥယေချင်းဆိုသူဟာ ယထာဘူတာပရိယတိသာသနာရိပ်တာဆိုတဲ့အမည်နဲ့သာသနာအဆောင်နဲ့တိစားပြီးတော့တရားစခန်းဖွင့်လက်ခဲ့ပါတယ်။သူဟာဒိဋ္ဌံဝင်တွေတရားထုတ်တွေကိုတရားပြသပေးရတာနဲ့နောက်ပိုင်းမှာတော့တန်ဃာရဏိတာအသုံးပြုလိုက်တဲ့ပလင်ဘော်တန်ထိပြုဆောင်ရတောင်ကိုင်းပြီးတော့တရားဟောရတဲ့အထိကိုပြုလုပ်ခဲ့ပါတယ်။ဒီလိုရတဲ့ဟာလူမှုကွန်ရက်ပေါ်မှာပြန့်နှံ့ပြီးတဲ့နောက်မှာတော့ဗုဒ္ဓဘာသာဝင်တွေအကြောင်းဝေဖန်မှုတွေပြင်းထန်စွာထွက်ပေါ်လာခဲ့တာပေါ့။အနိကန်သိရှိရဲ့ဆရာတော်တပါးရဲ့မိန့်ကြားချက်အရဆိုရင်ဥယျာဉ်ချင်းဟာတရားဟောတာရဲ့ပြင်ပင်းလဲဟောကြားသူတို့ဖြစ်ပြီး ီလုပ်ငန်းကိုသူ့ရဲ့ဖခင်စီကနေလက်ဆင့်ကမ်းခဲ့တယ်လို့သိရပါတယ်။စာပိုင်းမှာတော့ရိုးရိုးတာမန်သားဖြစ်ပေမဲ့2025ခုနှစ်နောက်ပိုင်းမှာတော့တန်ဃာရရဲ့အုံဆောင်ပစ္စည်းတွေကိုအသုံးပြုပြီးပလင်မွန်တက်လာတာကြောင့်ခုလိုမျိုးအေးအေးခံရတာဖြစ်လာပါတယ်။လူဝိချောင်တယောက်နေနဲ့တရားဟောပြောခွင့်ရှိပေမဲ့တန်ဃာရရဲ့အုံဆောင်ဖြစ်တဲ့ပလင်ထီးဖြူရက်တောင်တို့ကိုအသုံးပြုခွင့်လုံးဝမရှိပါဘူး။ဒါဟာဝင်းနီးတော်နဲ့မညီသလို့ သာသနာ့ရဲ့အနှစ်သာရတွေကိုမင်းမိန်စေတဲ့ဟယုတ်ဆူအကြီးတန်းစေတဲ့လောရတခုဖြစ်တယ်လို့လည်းဆရာတော်ကမိန်ချခဲ့ပါတယ်ဒီတရင်တွေပြန့်နှံ့ပြီးတဲ့နောက်စက်တင်ဘာလ25ရက်နေ့ညနေပိုင်းမှာတော့သက်ဆိုင်ရာမြို့နယ်တန်ခါနိုင်ကအဖွဲ့သာသနာ့ဦးစီးဌာနနဲ့ရဲတပ်ဖွဲ့ဝင်တွေကဥယျာဉ်ချင်းကိုသူဖွင့်လှစ်ထားတဲ့ဓမ္မယုံမှာပဲတောင်းရောက်ထိမ့်သိမ်းခဲ့ပြီးတဝယ်မြို့မှာရဲစခန်းမှာအမှုဖွင့်အရေးယူဖို့ဆောင်ရွက်နေတယ်လို့သိရှိရပါတယ်ရှင်ဒီဖြစ်ရက်တွေကိုခြုံငုံသုံးသပ်ကြည့်မယ်ဆိုရင် DJ Fang လည်းလောကဟာမသိနာမလည်မို့ လောကဲမှုတွေကြောင့်လို့ဆိုနိုင်ပေမယ့်မွန်ပြည်နယ်ကမေတော်ဒဝင်ကဦးရင်ချင်းတို့ဟာလောရက်တွေကတော့သာသနာတော်ရဲ့နေနမိတ်ကိုတည်တဲ့နဲ့ကျူးကျော်ရရောက်နေပါရင်ဒါဟာဗုဒ္ဓဘာသာဝင်တွေအားလုံးအတွက်အချက်ပေးခေါင်းလောင်းတဲ့တစ်ခုလိုပါပဲခုချိန်မှာဘာသာသာသနာတော်ကိုညှို့နှောင်လို့သူတွေတိတ်များလာတာပါယခုကြည့်ရှုနေကြတဲ့ပြည်သက်တွေကရောတန်ဃာရီထိုင်တဲ့ပလင်မော်တက်တဲ့ဒဝဲကဖိုးသူတော်နဲ့မွန်ပြည်နယ်ကမေတော်အပေါ်မှာမိမိတို့ရဲ့အမြင်လို့လည်းပြောသွားကြပါအောင်ရှင် နောက်ဘက်ဇတန်ယုံတင်ပြသခွင့်ရကမြန်မာနိုင်ငံမှာဝင်ငွေအများဆုံးစံချိန်ချိုခဲ့တဲ့ညမင်္ဂလာဇက်ကားကြီးပြည်သူများအားလုံးပဲမင်္ဂလာပါရှင်ဒီနေ့မှာတော့မြန်မာရုပ်ရှင်လောကမှာတမိုင်းအစ်စ်တစ်ခုရေးထိုးပြီးတော့စံချိန်အစ်စ်တွေတင်နေတဲ့ညမင်္ဂလာရုပ်ရှင်ဇက်ကားကြီးအကြောင်းကိုပြပြပေးသွားမှာဖြစ်ပါတယ် ပုံမှန်အဖြစ်တော့ရုပ်ရှင်တကောင်ဟာအယုံတည်ရဲ့နှစ်ပတ်သုံးပတ်ပြသရရင်ပဲအောင်မြင်တယ်လို့သတ်မှတ်ကြတာပါဒါပေမဲ့ညမင်္ဂလာကတော့အားလုံးကိုကြုံလွန်ပြီးတော့ငါးဘဲဇက်တိုက်အယုံတည်ပြသခွင့်ရခဲ့တယ်လို့လက်ရှိမြန်မာပြည်မှာဝင်ဝင်အများဆုံးရရှိနေတဲ့ဇက်ကအဖြစ်စံချိန်ချိုးလိုက်ပါပြီညမင်္ဂလာဇက်ကဒီလောက်ထိအောင်မြင်ရတဲ့အကြောင်းရင်းကလည်းရှိနေပြန်ပါတယ်ညမင်္ဂလာဇက်ကကရိုးရိုးတည်ရဲ့ကားတကားမဟုတ်ပါဘူးအချစ်အမုံအညိုတရားနဲ့စိတ်ပိုင်းဆိုင်ရာခံစားချက်တွေကိုတိတိမိမိပုံဖော်ထားတဲ့ဇလန်ကောင်တစ်ပုဒ်ပါဇလန်ချင်းက နေတိုးနဲ့ရွှေသမီးတို့ရဲ့ခြေခွဲပေရာအချစ်ဇလန်းကနေစတင်ခဲ့ပြီးတော့နေတိုးကရတနာဘုံနဲ့လက်ထပ်ဖို့အတွက်ပြင်ဆင်နေချိန်မှာအသေးခွဲပြီးတော့မိမိကိုယ်ကိုအဆုံးသတ်သွားပြီးရွှေသမီးတယောက်ကတော့နာနာဘဝအနေနဲ့ဖြစ်လာပုံတွေရွှေသမီးရဲ့မိခင်ကအောင်လန်းဆရာမကြီးဆိုမြတ်သူစာဖြစ်ပြီးတော့ပြန်လည်လက်စားခြေပုံတွေကိုထိတ်လန့်ပွဲရိုက်ကူးထားတာဖြစ်ပါတယ် ဒီဇာကားရဲ့အဓိကအမြင်မှုတော့ချက်ကသရုပ်ဆောင်တွေရဲ့ပြောင်မြောက်တဲ့အနုပညာဆွမ်းပကားပါပဲအထူးသဖြင့်မင်းသားကြီးနေတို့ရဲ့သရုပ်ဆောင်ချက်တွေဟာချီကျူးလို့မဆုံးနိုင်ပါဘူးစစ်သူပေါ်မှာထားတဲ့တန်ရောစဉ်အပြစ်ရှိတယ်လို့ခန့်စားနေရတဲ့စိတ်မိမိရဲ့ဇနီးကိုကာကွယ်လိုစိတ်နဲ့အသက်လူပြီးတော့ပြေးရမတက်ကြောက်လန့်နေတဲ့အမှုရာတွေကိုပြည်သက်ရဲ့ရင်ထဲထိရောက်အောင်ပို့ဆောင်ပေးနိုင်ခဲ့ပါတယ် နောက်တစ်ယောက်ကတော့ဝိုင်းရင်မင်းသမီးကြီးအကယ်ဒမီဆုံးမြတ်သူစားပါတမီးဖြစ်သူအတွက်လက်စားချိတ်ပေးမယ်အောက်လန်းဆရာမကြီးအဖြစ်နဲ့သူ့ရဲ့အေးဆက်ဆက်နဲ့ကြောက်စရာကောင်းတဲ့တယောက်ဆောင်ချက်တွေကကြီးရှုတဲ့သူတွေကိုအသေးအားစေခဲ့ပြီးတော့ဇလန်းကိုပို့ပြီးတော့အသက်ဝင်စေခဲ့ပါတယ်ဒီနေ့ရောက်ရဲ့အဓိကစွမ်းဆောင်မှုတွေကြောင့်ပဲဇက်ကားကလူကြိုက်များခဲ့ရလို့ဆိုရင်လည်းမမှားပါဘူးရွှေသမီးနဲ့ယရနာဘိုတို့ကလည်းသူတို့ရဲ့အခန်းကဏ္ဍတွေကိုအကောင်ဆုံးပံ့ပိုးတယောက်ဆောင်ခဲ့ကြတဲ့ညမင်္ဂလာရဲ့အောင်မြင်မှုမှာမှတ်တမ်းတင်ရမယ်နောက်ထပ်အချက်တစ်ခုပဲဖြစ်ပါတယ် နောက်ထပ်အချက်တစ်ခုလည်းရှိနေပါသေးရဲ့အဲ့ဒါကတော့ရုပ်ရှင်ရုံမတင်ခင်နဲ့ယုံတင်နေစဉ်ကာလတွေအတွင်းမှာဇက်လန်းအညွန့်နဲ့ဇက်သိန်းအထိတိတော့မှာအပိုင်းလိုက်လီးဖြစ်ပြီးတော့ပေါက်ကြားခဲ့တာပါပုံမှန်ဆိုရင်ဇက်လန်းတည်ပြီးသားကားကိုပရိသတ်တွေကသိပြီးတော့အားမပေးတော့ပါဘူးဒါပေမဲ့ညမင်္ဂလာကတော့ဒီအခြေအနေကိုကြော်လွားနိုင်ခဲ့ပါတယ်ဇက်လန်းကိုတည်ပြီးသားဖြစ်နေရတောင်မှမင်းသားမင်းသမီးတွေရဲ့တရုတ်ဆောင်ပြည်ပြင်းမှုတွေကိုကိုယ်တိုင်ခံစားနေတာကြောင့်ယုံတင်နဲ့ငါးဘက်လုံးလုံးပရိသတ်တွေရဲ့အားပေးမှုလုံးဝကျမသွားဘဲနဲ့ ဲနဲ့ပြန်လည်ရရှိသွားခဲ့တာပဲဖြစ်ပါတယ်။ဒါဟာဒီဇက်ကားရဲ့အည်သွေးနဲ့တရုတ်ဆောင်တွေရဲ့စွမ်းဆောင်ရည်ဘလောက်မြင့်မားတယ်ဆိုတာကိုသက်သေပြနေရပဲဖြစ်ပါတယ်။ဒီလိုအားပေးမှုတွေကြောင့်မညမင်္ဂလာရုပ်ရှင်ဇက်ကားကြီးဟာလက်ရှိမှာရုံဝင်ငွေသိန်းပေါင်းတောင်းချီဘီလီယံနဲ့ချီပြီးတော့ရရှိနေကမြန်မာရုပ်ရှင်သံတမိုင်းမှာဝင်ငွေအများဆုံးဇက်ကားအဖြစ်မှတ်တမ်းသစ်ရေးထိုးနိုင်ခဲ့ပါပြီ။ဒါဟာဇက်ကားမှာပါဝင်တဲ့အနုပညာရှင်တွေဒါရိုက်တာနဲ့ထုတ်လုပ်ရေးအဖွဲ့သားတွေအားလုံးရဲ့စူးစမ်းမှုတွေအတွက်တကယ်ကိုထိုက်တန်တဲ့အောင်မြင်မှုပဲ းဖြစ်ပါတယ်။ပရိသတ်ကြီးတို့ထဲမှရောညမင်္ဂလာရုပ်ရှင်ဇာတ်ကားကြီးကိုတွားရောက်ကြည့်ရှုပြီးကြပါလား။ကိုရိုက်ထားတဲ့ဇလန်းတွေထွက်လာခဲ့ပေမဲ့ယုံမှာသွားကြည့်ပြစ်ခဲ့သေးလားဘသူရဲ့တရုတ်ဆောင်ချက်တွေကိုအကြိုက်ဆုံးဖြစ်မိလဲဆိုတာကွန်မန့်မှာဝင်ရောက်ဆွေးနွေးပြီးခဲ့ကြပါအောင်ရှင်ကြည့်ရှုပေးခဲ့ကြတဲ့တရုတ်ချင်းစီတိုင်းကိုကျေးဇူးအထူးပဲတင်ရှိပါတယ်ရှင် နိုင်ငံသားမှာအကြောင်းတက်နေတော့ကဘေးဥချင်းရဲ့ဟင်းနဲ့ထမင်းစားကြရတဲ့အကြောင်းကိုခုလိုပြောလာတဲ့ယူဝီလေးမို့မင်းသမီးချော်လေးယူဝီလေးမို့ဟာသူ့နိုင်ငံသားမှာအကြောင်းတက်နေရတော့မှမြန်မာဟင်းထမင်းဟင်းလက်ရာတွေကိုစားကြလို့ဘေးဥချင်းရဲ့ဟင်းနဲ့စားခဲ့တဲ့အကြောင်းပြောလာပါရည်ဒီလိုဘေးဥချင်းကိုကိုယ်တိုင်ချက်ပြုတ်ပြင်ဆင်တာမျိုးတွေလုပ်ခဲ့ပေမဲ့လည်းမတင်မတ်ထားတဲ့အလွဲလေးတွေဖြစ်ခဲ့ရတဲ့အကြောင်းကိုအားလုံးသိအောင်ဟာတာအနေနဲ့ယူဝီလေးမို့ဟာပြန်လည်ပြောလာခဲ့သေးတာပါယူဝီလေးမို့ကတော့မြန်မာနုပညာလောကနဲ့ဝေးသွားသွားခဲ့တာအချိန်ကြာကြီးဖြစ်ပေမဲ့လို့ ပရိသတ်ကြီးတွေရဲ့ရှင်ထဲမှာစစ်ဆေးမြတ်တာတွေကိုပြေဝရရှိထားသူတွေပါ။ငယ်စဉ်တော့ဖခင်ဖြစ်သူနိုင်ငံကျော်မင်းသားကြီးလွေမိုးနဲ့တူတားဖ၃ယောက်တူကျညာလေးတွေရိုက်ကူးကဇလကားလေးတွေပါဝင်တရုတ်ဆောင်ခဲ့တာကြောင့်လည်းပရိသတ်ကြီးရဲ့အားပေးမှုကိုခုစင်ထိရရှိထားတာပါ။မင်းသားကြီးဦးလင်မိုးမကတမီးနှစ်ယောက်ပိုင်ဆိုင်ထားပေးတမီးကြီးရောအငယ်လေးကိုပါအမှုပညာလုပ်ငန်းတွေကိုဆက်လက်မလုပ်ခိုင်းသေးပဲနဲ့နှစ်ယောက်စလုံးကိုပညာသင်ကြားဖို့ကိုပဲအာရုံစိုက်စေခဲ့တာဖြစ်ပါတယ်။ဒါကြောင့်လည်းယူဝီလင်မိုးတို့ချစ်စရာကောင်းတဲ့ညီမနှစ်ယောက်စလုံးဟာ မြန်မာနိုင်ငံမှာမနေကြတော့ဘဲနေနိုင်ငံခြားမှာပဲပညာအသင်လေးလာနေခဲ့ကြတာဖြစ်ပါတယ်။အခုတော့ရွှေမြေလင်မိုးဟာသူမရဲ့ပညာအသင်ကြီးဟာဆုံငန်းတိုင်သွားခဲ့ပြီဖြစ်တာကြောင့်သူမကိုယ်တိုင်ဝါသနာပါရာဥပညာလုပ်ငန်းတွေပြန်လုပ်ဖို့အတွက်မြန်မာနိုင်ငံကိုပြီးပြန်လာခဲ့ပါတယ်။သူမအနေနဲ့ဥပညာလမ်းကြောင်းကိုပြန်လည်ဝင်ရောက်မယ့်အချိန်မှာလည်းဘဝမထင်မှားထားလာအောင်ကိုမှစောင့်မျှော်လိုနေကြတာပါ။ရွှေရင်မိုးကအဖေဖြစ်သူရဲ့ဥပညာမွေတွေကိုလည်းစက္ကန့်ထားသူဖြစ်တယ်လို့ရွှေရင်ယူပကားကလည်းခုလက်ရှိမြန်မာနိုင်ငံကနာမည်ကြီးပါတယ်ဆိုတော့မင်းသမီးတွေချက်ကောမှာချောမောလာပါတဲ့အပြင် နိုင်ငံသားတွေနဲ့ပါတူရဲလို့ခြိုကားဆိုကြပါရစ်။ကျွန်းဝင်လင်ဘို့သားအခုရုပ်ရှင်ဇာတ်ကားကြီးတွေရရင်ကိုအခုချက်ချင်းကိုအောင်မြင်မှလို့တောင်မှပရိသတ်ကြီးတွေကအားပေးနေကြတာပါ။လက်ရှိမှာတော့ကျွန်းဝင်လင်ဘို့ဟာ jewelry တညာတွေဖုန်းတညာတွေနဲ့အလားပါဆိုင်ရာတညာတွေကိုရှိုက်ကူပေးရင်လူပညာရှောက်လန်းတွေကိုတပြန်ပြန်လဲဝင်ရောက်လာခဲ့တာပါ။အခုလည်းစားတော့ကုန်ရဲ့အတင်စားထုတ်လေးတွေကိုကျညာပေးရိုင်းနဲ့သူမနိုင်ငံသားမာနေတုန်းကငင်းချက်ရင်းနဲ့လွဲကြရတဲ့ချစ်စရာလွဲလေးကိုပြပြလာခဲ့တာပါ။ကျွန်းဝင်လင်ဘို့ကသူမနိုင်ငံသားမာနေတုန်းကတော့ ပါစတာကိုမြန်မာဟင်းဖြစ်တဲ့ချက်သားအာလူတို့ကိုအမြင့်ချက်စာဖြစ်တယ်လို့ဆိုပါရည်။ပညာသင်နေတဲ့အချိန်ဖြစ်တာကြောင့်တခါတလေမှဆိုရင်လုံးဝမအားတဲ့အချိန်တွေလည်းရှိတာကြောင့်ကြည်ရလေးနဲ့စားတာဒါမှမဟုတ်ရင်ဝရီမေးလေးစားဖြစ်တာအော်ရာမှာစားဖြစ်တာတွေကများတယ်လို့ဆိုပါရည်။ဒီမှာကိုယ်တိုင်ကလည်းမြန်မာဟင်းတွေမြန်မာစားစာတွေကိုတော်တော်လေးကြိုက်နေတတ်တာကြောင့်အချိန်များရအောင်ရှာပြီးတော့ကြံပန်းချက်စားကြရတယ်လို့ဆိုပါရည်။အမေကလည်းဒီမှာငငယ်တော့ကဒါနိုင်ငံသားကိုလိုက်လာရင်မြန်မာဟင်းတွေဘလို့ချက်ရကြောင်းကိုသိစိတ်သင်ပေးခဲ့ပူတာပါ။ ဒီမှာကြိုက်တဲ့ဇက်သားအာလုံးဟင်းချန်နီတို့ဇက်သားမွကြော်လေးတွေကိုကိုရိုင်းချက်ဖြစ်တယ်လို့ဆိုပါရီတကယ်မှာတော့ဒီမှာအနေနဲ့ဘေးဥချင်းရင်ဟင်းကိုအရန်ကိုစားကျင်လာတာကြောင့်ဂျူဂျူကနေမြန်မာ channel ကအနေကြီးတယောက်ချက်ပြတာကိုလိုက်ချက်ဖြစ်ခဲ့တယ်လို့ဆိုပါရီဒါအိမဲလေဘေးဥချင်းဟင်းမှာကမကြီးရေကိုလိုတလောက်လေးပဲထည့်ရမှာဖြစ်ပေမယ့်ဂျူဝင်လမိုးကအမှန်မှပြီးတော့မကြီးရေတွေတပူလုံးထည့်မိလိုက်ပါတော့ရီဒါကြောင့်လေရတာလေးပြက်ပြီးတော့ဟင်းတစ်ပွဲလုံးဆုံးရှုံးသွားတာကြောင့်မနှမျောတတဖြစ်ပေမယ့်လေတုံပြစ်လိုက်ရတယ်လို့ဆိုပါရီ ဒါကလည်းဒီမအနေနဲ့ပထမဆုံးလေလေးပါလို့လေဟာတာလေးရှော့ပြီးတော့ပြောလာခဲ့တာဖြစ်ပါတယ်။ဗီဒီယိုလေးကိုအဆုံးထိကြည့်ရှုအားပေးခဲ့ကြတဲ့ပရိသတ်ကြီးတွေကရောယူဝင်လေးမို့ရဲ့ခုတော်လွဲလေးတွေကိုဘလို့မြင်လဲဆိုတာပြောသွားပေးခဲ့ပါအောင်ရှင်။အားပေးနာဆင်ခဲ့ကြတဲ့အတွက်အားလုံးကိုကျေးဇူးထူးတင်ရှိပါတယ်။ဝိမဆောင်ခင်မှာပဲဒီလိုဖြစ်ပျက်တွေကိုစုံတွဲနေကြရတဲ့ဖိုက်တာသွေးလင်းထိုင် ျမတို့ရဲ့ The Celebrity News Channel လေးကနေပြန်လည်ကစုစုလိုက်ပါရယ်။တွင်းလေးတက်ကတော့ဝမ်မှာတော်လီကိုမှကြောက်ပါခဲ့တဲ့ fighter တူလေးဖြစ်ပါရယ်။ဝမ်နဲ့တူအသားမကျသေးတဲ့ fighter တွေတဲ့။တွင်းလေးတက်ကတော့အနိုင်ပွဲလေးနဲ့တူခီးဆက်နေခဲ့သူပါ။ဒါကြောင့်လဲချက်ထွေအကျိုက်မြန်မာ fighter တူဖြစ်လာခဲ့တာလေးဖြစ်ပါရယ်။တွင်းလင်းတန်အနေနဲ့ဒီညမှာတော့တွေးကြုံရင်းနေ fighter ဘီရင်တပားနဲ့တူတွေးဆုံသွားရတော့မှာဖြစ်ပါရယ်။ဆိုင်အနေနဲ့ခပတ်ပေါင်းများစွာနဲ့တူအောင်ပွဲတွေကိုရရောက်ထားခဲ့သူပါ ါကြောင့်လည်းသွေးရင်းထက်ရဲ့စွမ်းဆောင်ရည်ကိုအဓိကကဲဖြတ်ပေးသွားမယ်။ပွဲစဉ်တစ်ခုလည်းဖြစ်လာကြရပါတယ်။သွေးရင်းထက်အနေနဲ့လက်ရှိမှာတော့ဝမ်းရည်ဖြစ်ရိုးဖြစ်စဉ်တစ်ခုနဲ့တူတွေ့ကြုံကြရတာဖြစ်ပါတယ်။ဆန်ရင်အနေနဲ့တက်မဲ့ချိန်တွဲမှာပဲဓာပောင်းအပေါ်နေထားတဲ့တူပွဲကိုချင်းကပ်လာကြတာဖြစ်ပါတယ်။သွေးရင်းထက်ကတော့ပွဲဖြစ်လာဖို့အတွက်တော်လီကိုမှဆေးအားထက်သန်နေကြပါရည်။ဒါကြောင့်လည်းဝိတ်တဲမကြီးတဲ့ပုံမှာသဘောထားကြည့်ပြလာကြတာဖြစ်ပါရည်။သွေးရင်းထက်ကတော့တမန်ချင်းလေးအတွင်းမှာတမန်ထားတဲ့စီစဉ်တွေကိုလေးလေးစားစားလှုပ်ဆောင်နိုင်ကြပါရည်။ ဒါကြောင့်လည်းပြည်သက်တွေနဲ့ချီချူလာကြရတာပြပါရီဆိုင်ရင်အနေနဲ့ဝိုင်းရင်ဖိုက်တာတို့ဖြစ်တာကြောင့်ပြည်သက်တွေကတော့တစ်ဖက်မှာထောက်ပြလာကြတာပါဝိတ်တန်းအသားနဲ့တူဝင်ရောက်လာတာဖြစ်တဲ့အတွက်လည်းတွင်းလင်းတဲ့အနေနဲ့ပိုကြိုးစားရဖို့ရှိနေကြတာပြပါရီတွင်းလင်းတဲ့ကတော့အရက်မြင့်မှာအနေငယ်မြင့်မာတာလည်းပြပါရီဂျာပြင်မှာတော့အစီအစဉ်တိုင်းလေးစားလိုက်တာသူဖြစ်တာကြောင့်ရှားခိုင်တို့တချို့ကပါပိုစုအနေနဲ့ရရှိလာကြတာပြပါရီတွင်းလင်းတဲ့အနေနဲ့နောက်ဆုံးပွဲစဉ်လေးကမှာတော့လေးပွဲဆက်အနိုင်ရရှိထားကြတာပြပါရီ ဝမ်ရဲစင်မြေပေါ်မှာကျွန်းတောက်ဖို့ပြင်ဆင်နေတာကြောင့်အခွင့်အရေးကောင်းတွေကိုပါစုပ်ကိုင်းဖို့လိုအပ်နေကြတာပါ။ဒါကြောင့်လည်းဆန်အိနဲ့ပွဲစဉ်ဟာအလဲပြောင်းတစ်ခုဖြစ်လာပွဲလေးရှိနေကြတာဖြစ်ပါရည်။ဆန်အိနဲ့ပရိုစားသမားဘွားကို26နှစ်တိုင်တိုင်ဖြတ်တန်းလာခဲ့သူဖြစ်ပါရည်။ချန်ပီယံစုအိနဲ့တူတရဖူဆောင်းခဲ့သလိုဖြစ်သလိုခပတ်များစွာကိုပါမြေတွက်နိုင်အောင်ရထားကြတာပါ။ဒါကြောင့်လည်းမတိသူမရှိရအောင်တဲ့လူတီများလာကြတာဖြစ်ပါရည်။ဆန်အိနဲ့အရွယ်တစ်ခုကိုရောက်ရှိလာပြီဖြစ်တာကြောင့်လက်ရည်တွေကြလာခဲ့သူပါ။ ါကြောင့်လည်းနှစ်ပွဲနိုင်နှစ်ပွဲရှုံးတဲ့သူမှတ်တမ်းချို့ကိုပိုင်လာကြတာဖြစ်ပါတယ်။သွေးလင်းထက်ကတော့နိုင်ပွဲတစ်ခုကိုရရှိလာဖို့အတွက်စိတ်အားပြင်းပြနေရလဲဖြစ်ပါတယ်။ဒါကြောင့်လည်းပရိသတ်တွေအနေနဲ့ရင်ခုန်စွာနဲ့သူစောင့်ကြည့်လာကြတော့မှလည်းဖြစ်ပါတယ်။ပရိသတ်ကြီးတို့လည်းသွေးလင်းထက်တရားဒီညမှာဘလိုလေးများဆွမ်းဆောင်ပြလာမလဲဆိုတာကိုအမြင်လေးတွေမျှဝေပေးခဲ့ပါအောင်နော်။အဆုံးထိပြသပေးခဲ့ကြတဲ့အတွက်လည်းအားလုံးကိုကျေးဇူးတင်ပါတယ်။ ။စိုးရီမှာအားလုံးထဲမှာအိမ်နောင်ရင်ကံကောင်းဆုံးဖြစ်နေလို့လူပြောများနေတဲ့စံနေမြင့်လွေနဲ့ဆိုပြတဲ့စိမ်။စိုးရီမှာလို့ဆိုလိုက်တာနဲ့ပြိသက်တွေမျက်စီထဲမှာအလိုလိုမြော်လာကြမှာကတော့တခိတခါကထိတ်တဲမင်းသမီးကြီးတွေဖြစ်တဲ့မာကြီးဆိုစိုးမြတ်သူဆောင်စိုးမြတ်ကလေးအားဒါတာစုမျက်နှာနာတို့နဲ့တူသူတို့ရဲ့ညီမတွေဖြစ်တဲ့အစောရောစံနေမြင့်လွင်နဲ့တရုတ်ဆောင်စုပြည့်တစင်တို့ပဲဖြစ်ပါရည်သူတို့အားလုံးဟာဆိုရင်အမှုပညာနဲ့ပဲတည်တည်မှကိုပိုင်အောင်မြင်မှုတွေနဲ့ထိုးပေါက်နိုင်ခဲ့ပေ ပရိသတ်ရဲ့ချစ်ခင်မှုကိုခိုင်မာရရှိထားခဲ့သူတွေပါအလားပါမာရောနှုပညာမှာထူးချွန်ကြသလိုစိတ်ဓာတ်ကောင်းမွန်တာကြောင့်လည်းအားလုံးကချစ်ခင်ကြအားပါရည်အနှုပညာနဲ့ကြောင့်မှမှအောင်မြင်မှုတွေထိုးထိပ်ရရှိခဲ့ကြပေမဲ့အိမ်တော်ကြီးနဲ့ပတ်သက်တဲ့အခါမှာတော့ဇွန်ညီမာရီရဲ့ကံကြမ္မာဟာကျောင်းနဲ့တရားမတူညီကြတာကိုတွေ့ရပါရည်ဇွန်ညီမာရီဖြစ်ကြတဲ့ဇွန်မြတ်သူစားဇွန်မြတ်ကလေးရနဲ့ဇွန်မြတ်နန္ဒာတို့ဟာဆိုရင်ပရိသတ်တွေအားလုံးအသိဖြစ်တဲ့အတိုင်းအိမ်တော်ကြီးမှာကံမကောင်းခဲ့ကြရှာပါဘူး သူတို့ရင်ဘဝခီးတန်းမှာချစ်ရင်းနဲ့အိမ်တော်ရင်ဆင်ပြေမှုတွေဖြတ်တန်းခဲ့ရတာကြောင့်ပြိသက်တရားသူတို့အတွက်အမြဲတမ်းစာနာပြီးတော့အားပေးခဲ့ကြပါရည်။ဒါပေမဲ့ဒီညမတွေတွေကအငယ်ဆုံးတွေဖြစ်တဲ့စန်နေမြင့်လွင်နဲ့ဆွေပြည့်သင်းတို့ကတော့အိမ်တော်ရင်နဲ့ချစ်ရင်းမှာအလွန်ကံကောင်းသူတွေဖြစ်ပြိသက်တွေကြောင့်မှပျော်စမတ်တွင်နေပါရည်။ပထမဆုံးအနေနဲ့ဆိုတော့စန်နေမြင့်လွင်ရဲ့အကြောင်းကိုကြည့်လိုက်ရအောင်ပါ။သူမကအတန်ပါဝါကောင်းကောင်းနဲ့ရက်သချင်းတွေကိုပိုင်နိုင်စွာသီးဆိုးနိုင်တာကြောင့်တစ်ချိန်ကဂီတလောကမှာအောင်မြင်မှုများစွာရရှိခဲ့သူပါ အနုပညာမှာထူးခြားသလိုအိမ်တော်ရင်းမှာလည်းအရန်ကံကောင်းသူတယောက်ပါဒီမရဲ့ခင်မောဖြစ်သူကိုတီးအားလွင်ဟာကိုယ်ပိုင်စီဝိုင်းရေးလုပ်ငန်းများစွာကိုပိုင်ဆိုင်ထားတဲ့လုပ်ငန်းရှိကြတဲ့အဖြစ်ပဲစံနေလေးနေအပေါ်မှာလည်းလူတွေသိမရှိအောင်ဘယူးဆိုင်ဖြည့်ဆည်းပေးပါရီစစ်စရာကောင်းတဲ့တမီးလေးတယောက်နဲ့တူသူတို့ရဲ့အသားရပျော်ရွှင်ပွဲမိသားစုပါလေးဟာပရိသတ်တွေအားကြားတဲ့ဆံပြမိသားစုလေးတကူပါပဲခင်မောကဖောက်ရင်ကောင်တယောက်ကိုပိုင်ဆိုင်ထားတာကြောင့်စံနေမြင့်လေးကိုအိမ်တော်ရေးကံကောင်းသူဖြစ်အားလုံးကသတ်မှတ်ထားကြပါရီ အမားပြည့်သူစနေမြလင်ထက်တာမှာအိမ်တော်ရေးကံပိုကောင်းနိုင်တဲ့လို့အားလုံးဟာတတိကျော်ထဲထင်ကျေးပေးနေကြသူကတော့မင်းသမီးချော်လေးဆိုပေးတဲ့စင်ပါပဲဆိုပေးတဲ့စင်ကမကြခင်မှာတရုတ်စာမင်းသားဟင်းဝေရန်နဲ့လက်ထက်တော့မှာပြပေးသူတို့နှစ်ယောက်ရဲ့ချစ်ဆက်လန်းကတော့တနာကြီးဆက်ဆံပါပဲဟင်းဝေရန်အားလုံးသိကြတဲ့အတိုင်းမွန်ကြီးနေကချိန်တန်းတထေးမိသားစုဟာဆင်းသက်လာသူဖြစ်ပြီးသူတို့မိသားစုဟာဆက်လို့ရေးကုမ္ပဏီကြီးတွေရုပ်ရှင်ထုတ်လုပ်ရေးတွေပြင်အခြားသောစီးပွားရေးလုပ်ငန်းများစွာကိုလည်းပိုင်ဆိုင်ထားပါတယ် သူတို့နဲ့ဦးရဲ့မင်္ဂလာပွဲကို၆ပွဲထိခမ်းနားစွာကျင်းပဖို့ပြင်ဆင်နေရလို့သတင်းတွေထွက်နေသလိုဧဝရန်ကစစ်ဘေးသစင်ကိုတိမ်မောက်တောင်းစီတန်းနဲ့ဗန်များလို့ဆိုတဲ့လက်ချက်ဖြင့်တောင်းခဲ့တာကလည်းလူမှုပြည်မှာဟိုဒီတစောဖြစ်ခဲ့ပါရီဒါပင်ချစ်သူတတန်း၆နှစ်ခွဲကျော်ကာလတခြားလုံးမှာဧဝရန်ကစစ်ဘေးသစင်ကိုခလေးလေးတယောက်လိုအလိုလိုက်ကျိတ်ဆောင်ပြီးမျက်နှာလေးတစ်ချက်ညှိုးမခံရအောင်ချစ်တွေနဲ့လွှမ်းထားတယ်လို့ဆိုပါရီဒီလိုချမ်းသာကြွယ်ဝမှုတွေပေါ်မှာချိန်မခံမနဲ့စစ်မှန်တဲ့ချင်းနဲ့ကျူးဆိုင်မှုကို ပိုင်ဆိုင်ထားတာကြောင့်ဆိုဗီယက်သစင်ရဲ့အိနာဝေးကံကိုအားလုံးကအားကျမဆုံးဖြစ်နေကြတာပါ။ခြုံပြောရရင်တော့ဆိုညီမာတွေကအမှုပညာမှာထူးချွန်ကြသလိုအိနာဝေးမှာတော့ကံကြမ္မာအနေပြောင်းကိုစီနေပါ။အမကြီးတွေကအိနာဝေးမှာကံခေခဲ့ကြပေမဲ့မြမငယ်ဖြစ်တဲ့စနေမြင့်လွင်နဲ့ဆိုဗီယက်သစင်တို့ကတော့သူတို့ကိုတကယ်တန်ဖိုးထားပြီးချစ်ခင်တဲ့ယောက်ျားကောင်းတွေကိုပိုင်ဆိုင်ထားနိုင်ခဲ့ပါရဲ့။ဒါကံတရားကြောင့်ပဲလို့ဆိုရမလား။ဒါမှမဟုတ်ဉာဏ်ပညာနဲ့မံကန်စွာရွေးချယ်နိုင်ခဲ့လို့လားဆိုတာကတော့စဉ်းစားစရာပါပဲ။ ပြည်သက်ကြီးရဲ့မြင်လေးကိုလည်း comment မှာဝင်ရောက်ဆွေးနွေးပေးခဲ့ပါအောင်ရှင်။